္ဂလာပါရှင်။ရှမ်းအေကိုမီဒီယာကကြိုဆိုပါရစေ။မိုင်းတုံမြို့နယ်၌တက်ကြီးပူဇော်ကြော်ပွဲခမ်းနာပြုလုပ်တဲ့တဲ့ရင်ကိုတင်ဆက်ပါမယ်ရှင်။ ရှမ်းပြည်နယ်ရှိပိုင်းမိုင်းတုံခရိုင်မိုင်းတုံမြို့နယ်မြို့လေဓမယုံ၌ယနေ့နနက်ရှင်းနိုင်ရဲ့အချိန်ကမိုင်းတုံမြို့နယ်အတွင်းရှိတက်ကြီးဘူပွားများအားတက်ကြီးဘူဇော်ပွဲအခမ်းအနားကျင်းပရာတက်ကြီးဘူပွားများခရိုင်မြို့နယ်စင်ဌာနဆိုင်ရာများခရိုင်စင်အမျိုးသမီးအဖွဲ့နှင့်မိခင်နှင့်ကလေးဆောင်ရှောက်ရေးအဖွဲ့များရက်ကွက်အုပ်ချုပ်ရေးမှုများစည်စနာရှင်များစုစုပေါင်း129ဦးတက်ရောက်ခဲ့ကြောင်းသိရပါသည်ပထမဦးစွာကတော့ခန့်တက်ကြီးဘူပွားများနှင့်အပရိတာ ါင်းတို့ကိုလက်ဖက်ရည်မုံနဲ့မုတ်တီတုတ်တို့ဖြင့်ဧခံပြီးနောက်ကတော်ခန်တက်ကြီးဘိုးဘွားများနဲ့အပရိသတ်အပေါင်းတို့မှဂါရဝောစာနိဝါတော်စာပူဇာစာ ပူဇာနေရနဲ့အီတံမင်္ဂလာမုတ်တမန်ပါဠိကိုတန်ပြိုင်၃ချိန်ရွတ်ဆို၍အခမ်းအနားဖွင့်လှစ်ပြီးတက်ရောက်လာသည့်ဧည့်သည်တော်များမှကတော်ခန်တက်ကြီးဘိုးဘွားများကိုဦး၃ချိန်ချာရှိခိုးကတော်ကြရာကတော်ခန်တက်ကြီးဘိုးဘွားများဤကိုစားအဖိုးဦးချစ်စိန်ကဝမ်းမြောက်ကျေးဇူးတင်စကားပြော ကြခဲ့ပါတယ်။ဆလပင်ကရော့ခန်တက်ကြီးပိုးဘွား53ဟာခရိုင်မြို့နယ်ကော်မတီအဖွဲ့မှဘိုးဘွားတအူလင်း ငွေသား9000လုံးဖြင့်စုစုပေါင်း26သိန်း9000ကျပ်နဲ့ချောင်းစုပြောက်စီတပူမျက်နှာတုပ်ပေါ်ဝါတထဲနိုဘူးတပူစီလူရန်မေးခြင်းမိုင်းတုံချီချာစစ်ပြူဟာမူဘူမူကြီးကျော်ချင်းနေဇနီးမှာဘိုးဘွားတူလင်9000ကျပ်ဖြင့်53ဦး26500ဒေါ်နန်းဆိုင်စိန်ဒိုင်မွန်မိသားစုမှာတက်ကြီးဘိုးဘွား90ဦးအတွေ့26500ကျပ်ရှုမဝါစတိုးမှာတက်ကြီးဘိုးဘွား93ဦးအတွေ့26500 ထောင်ချက် KI အမျိုးသမီးအဖွဲ့နဲ့မိခင်နဲ့ကလေးအဖွဲ့တို့မှတက်ကြီးပူပါ93ဦး2365ထောင်ချက်အခြားလူရှင်တို့မှဘူပါတူလင်းငွေသား တထောင်နှုန်းဖြင့်53ဝအတွက်9သိန်း3000ကျပ်စုစုပေါင်းဘိုးဘွားတို့ဦးလျင်ငွေသား10000ကျပ်နှုန်းဖြင့်စုစုပေါင်းလူဒန်တန်ဖို52သိန်း4000ကျပ်တို့ကိုလူဒန်ပေးပြီးကြော့ခန့်တက်ကြီးဘိုးဘွားများနဲ့အပရိတ်တာပေါင်းတို့ကအသေးဝနာစာဘာလာနဲ့ပန္ဒီတာနင်းစာဒေဝနာပူဇာစာ ပူဇာနေရနဲ့အေတံမင်္ဂလာမုတ်တမန်ပါဠိတော်ကို၃ချိန်ယူဆ၍အခမ်းအနားပိတ်သိမ်းခဲ့ကြောင်းသိရှိရပါတယ်ရှင်